ဒီတစ်ခါမှာတော့အသီးအနှံတွေရဲ့အကြောင်းကိုပြောရရအောင်နော်။ကဲပထမကံလေးဆွတ်ထုတ်မယ်။တန်တန်ဗာအသီးလေးလေ Coconut C O C O N U T ဗာလေ C O C O N U T C O C O N U T C O C O N U T Coconut Coconut Oh ကဲကလေးတို့ရေ coconuts ဖြစ်တယ် coconut ကလေอืมဒီအုံးသီးရပါเนาะဒီပင်စီကြီးမှာတစ်ပင်ကြီးတွေပေါ်မှာတီးတဲ့အသီးကြီးပေါ့เนาะတစ်ပင်အမြင့်ကြီးလို့လမ်းပြီးတော့မျောကြီးရတဲ့တစ်ပင်ကြီးမှာတီးတဲ့ coconut တွေဖြစ်တယ်อืมဒါကကလေးတို့လည်းမြင်ဘူးတယ်เนาะအရာဒါလည်းရှိတယ်ဟောလာတစ်ခုကတော့အပင်ကြီးမှာတွေ့ရတတ်တယ် mango tree เนาะ mango တည့်ရတီးเนาะတည့်ရတီးတွေမှာတွေ့ရတဲ့အရာတွေပေါ့မှာတည့်ရတီးဘင်းကြီးပေါ့เนาะတည့်ရတီးဘင်းကြီးမှာတည့်ရတီးမှာတလုံးရှိမယ်อืมမှာတည့်ရတီးရှိတယ်တည့်ရပင်ရှိတယ်ဒါကတော့အပင်ကြီးမှာတွေ့ရတဲ့အသီးတွေပေါ့เนาะကလေးတို့ဆိုလို့ရှိရင်အမ်တည့်တီကိုရချင်းလို့ရှိရင်เนาะအပေါ်မှာခြူလေးနဲ့ခူးကြတာတွေ့ရတယ်ပြီးရေเนาะပင်မြင့်ကြီးပေါ်မှာတွေ့ရတဲ့ ဘနနာငပြောသည်ဟင်းငပြောသည်တွေရာလဲเนาะအပေညစ်ကြီးတွေဘောမှာတီးတယ်အတီးတွေဖြစ်တယ်ကဲဆိုတော့ကဲအပေအမြင့်ကြီးပေါ်မှာတီးရအတီးကြီးရှိတယ်လို့လေအပေနှိမ့်နေလေနော်တီချာတို့ကလေးတို့တရက်စာလောက်ရှိရနော်အပေနှိမ့်နေကလေးတွေမှာတီးရအတီးကြီးလည်းရှိတယ်ဘာအတီးကြီးလဲဆိုတော့ strawberry အဲ strawberry လေးတွေကလည်းเนาะမြေကြီးရဲ့အပေါ်မှာရှိရနော်ဒါပေမဲ့ဒါကတော့ plants เนาะဒီအပင်ထဲမှာပေါက်တယ်เนาะ plants မှာတွေ့ရတဲ့တဲ့เนาะ strawberry လေးတွေဖြစ်တယ်ပြီးတော့အပင်နစ်နစ်ကလေးတွေမှာပါတွေ့ရလဲမြေကြီးပေါ်မှာပေါက်တဲ့เนาะအပင်နစ်နစ်ကလေးတွေမှာ chili oh chili စက်တယ်เนาะအဲ chili တွေကလည်းဒီမြေကြီးတွေရဲ့เนาะအပင်နစ်နစ်ကလေးတွေပေါ်မှာသူက အသီးလေးတွေတွေ့ရတတ်တယ် ပြီးရင်ဘာရှိအောင်မလဲ tomato နော်음ကြည့်ပါဦးချစ်စရာကောင်းလိုက်တာနော်ဒီမှာအဲဒီအတီးကလေးရလဲဒီအပင်ချစ်စရာကောင်းတဲ့အပင်တိတိလေးပူပူလေးတွေထဲမှာနော်သူကတီးတယ်တဲ့နော်ပြီးတဲ့အခါမှာဘာရှိသေးလဲဆိုတော့ခရမ်းဒီ edge plants နော်အာခရမ်းဒီတွေကလည်းနော်အပင်ပူပူလေးတူတူလေးတွေထဲမှာနော်အပင်အပင်ခနစ်နစ်ကလေးတွေထဲမှာသူက တွေ့ရတယ်နော်လမ်းလမ်းပြီးတော့ခုလို့ရရင်နော်ဟိုအပင်ကြီးတို့လမ်းပြီးတော့လို့အမြင့်ကြီးတွေမှာရှိတာမဟုတ်ဘူးနော်ဟမ်ဒီအသီးတွေဖြစ်တယ်ကဲအပင်ကြီးကြီးမှာတီးတဲ့အသီးတွေအပင်နဲ့နဲ့ကလေးမှာတီးတဲ့အသီးတွေရှိသလိုမြေကြီးအပေါ်မှာနော်ဒီတိုင်းအဲထွက်နေတယ်နော်ထိုးထွက်နေတယ်နော်တီးနေတယ်ပွင့်နေတယ်အရာတွေလည်းရှိတယ်ဘာတွေလဲဆိုတော့ college flower เนาะပန်းကော်ဘီပန်းကော်ဘီကလည်းเนาะမြေကြီးပေါ်မှာ तू อ่ะအမ်ထွက်ပြီးတော့မှပွင့်တယ်ခုနအပေးထက်ပို့ပြီးတော့နေတယ်เนาะမြေကြီးပေါ်မှာเนาะ तू မြေကြီးအပေါ်ရန်လေးเนาะအပေါ်ရန်လေးမှာထွက်လာတဲ့အမ်ရွက်အပင်အသီးဖြစ်တယ်ကဲနောက်တစ်ခုဒါပါလေဟုတ်တယ်ကော်ဘီကဘေ့ချ်เนาะကော်ဘီတွေကလည်းနာမြေကြီးအပေါ်ရန်လေးเนาะမြေကြီးအပေါ်မှာသူတို့တွေက อืมถั่วลาดัดเด้ကဲနောက်တစ်ခုကကြတော့เนาะခုနတုန်းကအပင်ကြီးကြီးပေါ်မှာတွေ့ရတဲ့အသီးပင်နဲ့နဲ့ကလေးမှာတွေ့ရတဲ့အသီးပြီးရင်မြေကြီးအပေါ်ရံလေးမှာတွေ့ရတဲ့အမ်အသီးတွေဖြစ်တယ်ပြီးရင်နောက်အသီးတစ်ခုကတော့သူကကြတော့နွယ်ပင်လေးပေါ့เนาะနွယ်ပင်တွေပေါ်မှာတွေ့ရတဲ့အသီးပေါ့เนาะနွယ်ပင်တွေကတကယ်လို့အမ်တက်ဆရာခိုးဆရာရှိမယ်ဆိုတော့အပေါ်တက်သွားတယ်ခိုးဆရာမရှိလို့ရှိရင်လေသူတို့ကလေမြေကြီးပေါ်မှာပဲနွယ်တယ်ကဲဘာသီးဖြစ်မလဲဆိုတော့ grapes စပြစ်သီးဖြစ်တယ်ကဲစပြစ်သီးဆိုလို့ရှိရင်လေသူမနော်သူအຫນွယ်လေးနဲ့อืมသူမဒုတ်ကလေးတစ်ချောင်းကသူအຫນွယ်တဲ့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 ပြီးတော့မနော်ကုတ်တွယ်ပြီးတော့မအာကုတ်တွယ်ပြီးတော့မတီးတဲ့အတီးလေးပေါ့ဒီမှာ grapes စပြစ်သီးကောင်းတယ်မလားဒီမှာစပြစ်သီးကျဲတဲ့သူရှိလားอืมมันสบิดีสราดโลอนวยเลีริกานี่บรมตีอติริဖြစ်တယ်ဟောပြီးတော့ဝော ยาตู้อ่ะจ้ะเนาะตู้อเหนื่อยတွေอ่ะညည်ကြီးပုံမှာပဲเนาะအပွက်တက်လို့မရသူအတီးတွေအရန်လေးရဲ့အတွက်เนาะသူကသူ့အเหนื่อยတွေကညည်ကြီးပုံမှာပဲသွားတယ်သူကလည်းပေါ့เนาะညည်ကြီးပုံမှာပဲတီးတယ်เนาะသူကအเหนื่อยကနေရတဲ့အတီးဖြစ်တယ်သူကတော့ဟမ် watermelon ဟမ်ဖျဲသီးဖြစ်တယ်ဒီမှာဖျဲသီးကြိုက်လို့သူရှိလားဒီချက်ဖျက်ရဲရဲကြိုက်တယ်နွေရာသီဆွားလို့ရှိရင်ချိုပြီးအေးမြရင်နော်မထောင်တော့အရာကနွေနော်သူ့ရဲ့အနွယ်လေးတွေကနေရတဲ့အတိဖြစ်တယ် อืมနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုရှိသေးအနွယ်တွေကနေရတဲ့အသီးနွယ်ပင်နော်ဟိုနွယ်ပင်လေးရရတဲ့အသီး pumpkin อ่า pumpkin ဆိုလို့ရှိရင်เนาะရွှေဖယုံသီးရွှေဖယုံသီးအားလုံးသိကြတယ်เนาะရွှေဖယုံသီးဆိုလို့ရှိရင်လဲသူကလဲခုနလေးတော့ဗာเนาะသူတို့အຫນွယ်လေးတွေညကြီးပေါ်မှာတွားတွားပြီးတော့เนาะဒီမှာအຫນွယ်လေးတွေရှိမယ်ကဲအမ်း သူတို့ဆိုလို့ရှိရင်လည်းဒါကအနွေတွေကနေရတဲ့အသီးလေးတွေဖြစ်တယ်ကြည့်အဲ့ဆိုဒီကျွန်တော်ကအပေအမြင့်ကြီးပေါ်မှာရှိတဲ့အသီးအပေနဲ့နဲ့လေးပေါ်မှာရှိတဲ့အသီးနဲ့မြေကြီးပေါ်မှာတွေ့တဲ့အသီးပြီးတဲ့အခါမှာဟမ်ຫນွေရင်တွေကနေပြီးတော့မຫນွေຫນွေတွေကနေပြီးတော့မရတဲ့အသီးတွေကိုလေ့လာခဲ့ပြီးဖြစ်တယ်ကဲဒါအကောလောကမြေကြီးပေါ်မှာပဲเนาะမြေကြီးပေါ်မှာတီးတဲ့အသီးရှိတယ်လေမြေကြီးရဲ့အောက်ထဲမှာတီးတဲ့အသီးတွေရရှိရေเนาะတစ်ချက်ပြမယ်เนาะတစ်ချက်လက်ကြည့်မယ်เนาะဘာအသီးဖြစ်မလဲ อืมဒီမှာမုံလာဥဖြူမုံလာဥဖြူဆိုလို့ရှိရင်လေသူကကြတော့ဒီမြေကြီးအောက်ထဲမှာเนาะသူကမြေကြီးအောက်ထဲမှာတွေ့ရတယ်အဲ့ဒါယူရှယ်ရိုကဆွဲထုတ်ရတယ်เนาะဆွဲထုတ်ပြီးတော့မှอืมဒီအောက်ကအတီးကိုစားရရတယ်မြေကြီးအထဲထဲမှာเนาะသူကမြေကြီးအထဲမှာပေါက်တယ်နောက်တစ်ခုမြေကြီးအထဲမှာပေါက်တာရှိသေးတယ် ဆက်ကြည့်ရအောင်နော်။အာဒီမှာမုံလာဥနီနော်။မုံလာဥနီ carrot နဲ့မုံလာဥနီဆိုတာကလည်းပဲမြေကြီးအထဲကနေပြီးတော့မှထွက်လာတဲ့အသီးဖြစ်တယ်။အဲ့တော့တော်တော်များများသိထားရမယ်နော်။ပြီးတဲ့အခါမှာရှိသေးတယ်ရှိသေးတယ်ပါလေ။ potato อืมอาลูอาลูတွေဆိုလို့ရှိရင်လေမြေကြီးအောက်ကနေပြီးတော့မှထွက်လာတဲ့အသီးဖြစ်တယ်။ဟမ်မြေကြီးအောက်ကအာလူကြော်တွေကြိုက်လား။ อืมอาลูจ่อเลยสอยังไจเลยเนาะอาลูจ่อเลยโกซ่าได้อาลูจ่อเลยก็ดิญีจีออกก็นี่พี่รอมาเนาะตูรอดิก็อุริอุพี่รอมาเตชาเปลี่ยนพี่รอมาอืมซีโจบีมาซ่าต้องอ่ะได้อุริဖြစ်တယ်แกคลีรุอีทีนี้มาทีเชอร์รุก็เนาะดิโลอเปญีจีดิพอมาအာအပင်ညစ်ကြီးဒီပေါ်မှာတွေ့ရတတ်တဲ့အသီးတွေပြီးတဲ့အခါမှာအပင်နှိမ့်နှိမ့်ကလေးတွေပေါ်မှာတွေ့ရတတ်တဲ့အသီးပြီးတဲ့အခါမှာ ပြီးတဲ့အခါမှာအော်ဒီမှာကြည့်ပါဦးညီကြီးအပေါ်ရန်လေးမှာပေါ့နော်အဲထွက်လာတက်တယ်နော်ရွက်ဒီအသီးတွေပြီးတဲ့အခါမှာအမ်ပြီးရင်ညီကြီးအောက်ထဲမှာနော်ဥဥပြီးတော့မှတွေ့ရတက်တယ်နော်စားသုံးရတဲ့နော်အမ်ဒီမှာအာလူတော်နော်ညီကြီးအောက်မှာတွေ့ရတဲ့အပင်လေးတွေအကြောင်းကိုကျမတို့သိခဲ့တယ်ပြီးတဲ့အခါမှာဟောဒီမှာအမ်နွယ်ပင်နော်နွယ် နွယ်တက်ပြီးတော့မှเนาะအာရတဲ့အသီးတွေရဲ့အကြောင်းကိုဒီချက်တို့ကဆော့ဆော့လေးလေးသိသွားပြီးဖြစ်တယ်เนาะကဲကလေးတို့ရေဆိုတော့ဒီအကြောင်းလေးတွေကိုကလေးတို့ကတိတိကျကျသိပြီးပြီးဆိုတော့ကလေးတို့မေးလို့ရှိရင်လည်းဖြေတက်ရမယ်เนาะကိုစားတဲ့အသီးဘယ်ကနေရရှိလဲဆိုတာကိုလည်းကလေးတို့ကလိလစူးစမ်းနေရမယ်เนาะကဲကလေးတို့ရေအသီးတွေနဲ့ပတ်သက်တဲ့အကြောင်းကဒီလောက်ပဲဖြစ်တယ်เนาะကဲနောက်ထပ်ဘာလာအောင်မလဲကြည့်ကြရအောင်